မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ16ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းလောင်းလုံးမြို့နယ်မောင်းမကန်ရဲစခန်းအနီးမှာတပ်ဆွဲထားတဲ့ အကြမ်းမဲ့စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်ရောစစ်ကောင်စီဘက်ကထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမာလ12ရက်နေ့မွန်လွဲ2နာရီအချိန်ကမှလောင်းလုံးမြို့နယ်မောင်းမကန်ရဲစခန်းအနီးမှာတပ်ဆွဲထားတဲ့အကြမ်းမဲ့စစ်ကောင်စီတပ်သားများကိုလောင်းလုံးပကဖဇုံတစ်ရွှေတောင်ရံတပ်စုကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းမဲ့စစ်ကောင်စီတပ်သားများထိခိုက်မှုရှိတော်လဲအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါပါတယ်။ဒါ့အပြင်တော်လိုင်းရဲဘော်တအုပ်လဲထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါပါတယ်။ မောင်းမကန်ရဲစခန်းအနီးမှာတပ်ဆွဲထားတဲ့စစ်ခွေးတွေကို40မမဘုံသီးနဲ့တွားရောက်ပြစ်ခတ်တိုက်ခတ်ခဲ့တာပါ7မိနစ်လောက်အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်ပြစ်ခတ်တိုက်ခတ်မှုအတွင်းမှာရန်သူဘက်ကထိခိုက်သေးဆုံးမှုကတော့ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်လို့လောင်းလုံး PDF ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းချင်းတွင်းမြစ်အတွင်းမှာစစ်သည်မောင်းကိုစီပြန်လည်စုံစမ်းလာတဲ့အချိန်မြေပြင်မှာ မြေကမ်းဘေးကျေးရွာများကိုစစ်ကောင်စီကစစ်ကြောင်းထိုးနေတဲ့အတွက်ပြည်သူများထွက်ပြေးနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ15ရက်နေ့မနက်9:00နာရီကျော်အချိန်မှာချင်းတွင်းမြစ်အထက်ဘက်ကနေပြီးတော့စစ်တပ်စစ်ကြောင်းများလိုက်ပါလာတဲ့တင်းမော်ကိုစီဟာဖောင်းမြင်မြို့နယ်ကရားရွာကိုဖျက်ဆော်ပြီးတော့မြစ်အောက်ဘက်ကိုဆက်လက်ပြီးတော့စုံစင်းလာနေတယ်လို့သိရပါဗါးအဲ့ဒီစစ်တင်းမော်ကိုစီကိုတက်ခိုက်မှုများမပြုတ်လုံနိုင်ရန်အတွက်စစ်ကောင်စီကချင်းတွင်းမြစ်ကမ်းဘေးကကျေးရွာများကိုစစ်ကြောင်းထိုးမှုများလှုပ်ဆောင်လာနေကြောင်းဒေသခံသတင်းအရေးမြစ်ကပြောဆိုထားပါတယ်တပ်ပြောင်းလာတာလားတော့မသိဘူးချင်းတွင်းမြစ်အထက်ပိုင်းကနေပြီးတော့စ စ်သားတွေလိုက်ပါလာတဲ့တင်မောင်ကိုစီစုဖွဲ့ပြီးတော့ဆင်းလာတာစားလင်းကြီးနဲ့ရင်းမာပင်ဘက်ကမြေကမ်းဘေးကကြီးပါဘက်တွေကိုစစ်တပ်ကစစ်ကြောင်းတွေချီတက်မှုတွေရှိနေတယ်လို့သတင်းရထားပါတယ် အဓိကကြည့်ရတာကတော့စုံစင်းလာတဲ့စစ်သည်မောကိုးစည်းကိုကမ်းပြီးဝေးရကနေပြီးတော့ပြစ်ခတ်မှုတွေလုံမှဆုလို့ထင်ပါတယ်အချိန်နေအသေးစိတ်တော့မသိရသေးဘူးလို့ဒေသသတင်းရင်းမြစ်ကပြောဆိုထားပါတယ်လက်ရှိမှာသခိုင်းတိုင်းရင်းမာပင်ခရိုင်ကဏီမြို့နယ်ချင်းတွင်းမြေကျောင်းကိုအသုံးပြုသွားလာကြမဲ့ရေရင်များအနေနဲ့ဒီကနေ့စက်တင်ဘာလ16ရက်နေ့မနက်6နာရီကစတင်ပြီးတော့ချင်းတွင်းမြေအတွင်းမှာအစုံအစံဖြတ်တန်းသွားလာခွင့်ကိုယာယီပိတ်ထားမှာဖြစ်ကြောင်းကဏီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကကြေညာချက်ထုတ်ပြန်ထားပါတယ်ချင်းမင်းမြေအထက်ပိုင်းကနေပြီးတော့စုံစင်းလာတဲ့စစ်ကောင်စီတပ်ဖွဲ့ရဲ့ရေရင်အုပ်စုရှိနေ တဲ့အတွက်စစ်ရေးအခြေအနေအရကဏီမြို့နယ်ချင်းတွင်းမြို့အတွက်အစုံစံသွာလာခွင့်ပိတ်ပင်ရခြင်းဖြစ်ကြောင်းသိရှိရပါတယ်ချင်းတွင်းမြို့အတွက်မှာစစ်ကောင်စီအုပ်စုရဲ့ရေရင်များကျော်လွန်သွားတဲ့အချိန်မှသာ အသွားအလာပြန်လည်ခွင့်ပြုမှဖြစ်ကြောင်းကနေမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကကြေညာချက်ထုတ်ပြန်ထားပါတယ်စစ်ကောင်စီတပ်ဖွဲ့ရဲ့ရေရင်များချင်းမိတ်မြေကြောင်းတလျှောက်မှာဖြတ်တန်းသွားလာတဲ့အချိန်မှာမြေကမ်းဘေးနားမှာနေထိုင်တဲ့ပြည်သူများအနေနဲ့အ ਨੇ စုံ၃မိုင်အကွာအထိကိုယာယီတိမ်းရှောင်နေကြရန်ကနေမြို့နယ်ပကဖအဖွဲ့ကသတိပေးထားပြီးတော့ရေရင်ကိုးစီပါတဲ့စစ်ကောင်စီရဲ့ရေရင်များဟာအောက်ဘက်ကိုစုံစမ်းလာနေကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်လေစိတ်မှာအစီအစီအတားအဆီးမရှိပြည်ပကိုထွက်ခွင့်ရရှိရေး VIP service ရမယ်ဆိုပြီးတော့ငွေလိမ်လည်မှုများဖြစ်ပွားနေပြီးလေစိတ်ဝန်ထမ်းတဲ့ရဲများပါပဝင်ပတ်သက်နေပြီးတော့အလိန်ခံရတဲ့လူငယ်တချို့လည်းရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်အချမ်းပဲစစ်ကောင်စီကရန်ကုန်လေစိတ်မှာအလေအပတ်နိုင်ငံကူးလက်မှတ်နဲ့ပြည်ပနိုင်ငံများကိုတွားရောက်လှုပ်လှုပ်ကိုင်မှုများမရှိစေရေးအတွက်စီစစ်တားဆီးရန်ဩဂတ်လကစတင်ပြီးတော့ဆောင်ရွက်ခဲ့ပြီးတဲ့နောက် နေ့စဉ်ရန်ကုန်လေဆိပ်ကနေပြီးတော့ပြည်ပထွက်ခွင့်မရဘဲနဲ့လက်ပြန်နေရသူတွေများပြားနေတယ်လို့သိရပါဗါးအစကဏ္ဍဦးကတော့ပြည်ပကိုထွက်ခွာဖို့အတွက် VIP service ဟာငွေကျပ်30ဝန်းကျင်သာဈေးပေါက်တော့လဲယခုခါမှာတော့ငွေကျပ်30အထိဈေးပေါက်လာတယ်လို့သိရပါဗါးဒါအပြင်ငွေချေးလိမ်လည်မှုများလဲများပြားလာတယ်လို့သိရပါဗါး လူငယ်တွေပြည်ပကိုထွက်ခွင့်ရဖို့ VIP service ရမယ်ဆိုပြီးတော့ငွေလိမ်သွားတာတွေတော်တော်များပါတယ်အထူးသဖြင့်တော့စင်ကာပူဒူဘိုင်းမလေးရှားကိုသွားမဲ့လူငယ်တွေအလိမ်ခံနေရတာလေဒါကလည်းအေဂျင့်တွေကနေပြီးတော့တရားရာဂိုင်းလုံး pass ဖြစ်အောင်လုပ်ပေးမယ်ဆိုပြီးတော့ပတ်စံယူတယ်၅သိန်းကနေ၁၀သိန်းအထိတယောက်ကိုတောင်းတယ်၄သိန်းရောက်တော့ထွက်ခွင့်မရပဲနဲ့လှည့်ပြန်ရတယ် လမ်းကြောင်းရှင်းပေးတဲ့အေဂျင့်တွေကလေစိတ်ကရဲတွေလူဝင်မှုကြီးကြပ်ရေးတွေနဲ့ပိုင်နယ်ဆိုပြီးတော့သွားခိုင်းတာပြည်ပကိုထွက်မဲ့သူကပတ်ဆံအရင်ပေးရတယ်တကယ်တကယ်လဲသွားရောလေစိတ်ကနေလှည့်ပြန်ရတယ်ပတ်ဆံလည်းပြန်မရဘူးပတ်ဆံရနေမြေရဲစခန်းနေစီမှာသွားပြီးတော့အမှုဖွင့်တော့လဲဖွင့်လို့မရဘူးလို့ငွေကျပ်၁၀သိန်းပေးပြီးတော့ VIP service ရယူပြီးလေစိတ်ကနေအတားမစီးမရှိဒူဘိုင်းကိုထွက်ခွင့်ရရန်ကြိုးပမ်းခဲ့တဲ့လူငယ်တအုပ်ကပြောဆိုထားပါတယ်အရှိတ်အလဲပိုင်းနိုင်ငံများကိုသွားရောက်မဲ့သူများဒူဘိုင်း UAE စတဲ့နိုင်ငံများကိုသွားရောက်မဲ့လူငယ်များဟာ ဘသူမှလေယာဉ်ပေါ်ကိုတွက်ခွင့်မရပဲလေစိတ်ကနေလှက်ပြန်နေရတယ်လို့သိရပါဗျ။ UAE နဲ့ဒူဘိုင်းကတော့အမျိုးသားအမျိုးသမီးဘသူကိုမှတွက်ခွင့်မပြုဘူး။လေယာဉ်လက်မှတ်ဟိုတယ်ဘိုကင်ရှိုးမန်းနီးပြတာလည်းမရဘူး။လေစိတ်ကနေကိုလှက်ပြန်ခိုင်းနေတာတရားမှာ80လောက်ပြန်လှည့်နေရတယ်။20လောက်ကတော့သူတို့ဟာသူတို့ချိတ်ဆက်ပြီးတော့ VIP service ယူထားလို့ရတာ။ အဲ့ဒီလိုလက်ပြန်ခိုင်းတာကလည်းလေးစိတ်ကစစ်စစ်ရေးအဖွဲ့တွေရဲ့ဆုံးဖြတ်ချက်ကအဓိကဆိုတော့ငွေမပေးထားရင်ဘယ်သူမှမလွတ်ဘူးလမ်းကြောင်းတကယ်ပိုင်တဲ့သူနဲ့မတွေ့ဘဲနဲ့အလိန်ခံရတဲ့သူတွေကလည်းနေတိုင်းပဲလို့အရှိလေပိုင်းနိုင်ငံများကိုတွားရောက်ရန်ဝန်ဆောင်မှုပေးတဲ့ ခရီးသွားအေဂျင်စီပိုင်ရှင်တဦးကပြောပြထားပါဗျ။လက်တလုံး၄စိတ်ရဲများနဲ့လောက်ဝက်ကများချိတ်ဆက်ထားတဲ့ VIP service ဟာငွေချက်350အထိဈေးပေါက်နေပြီးတော့အဲ့ဒီ VIP service ကိုလူတိုင်းမရနိုင်ပဲစစ်ကောင်စီအုပ်စုနဲ့နှီးဆက်တဲ့သူများကသာလောက်ကင်ကြတယ်လို့သိရပါဗျ။ဒါကြောင့်အတားအဆီးအစစ်ဆေးမရှိဘဲနဲ့ထွက်ခွင့်ရရှိရေး VIP service ကိုစစ်ကောင်စီအုပ်စုနဲ့နှီးဆက်တဲ့သူများချိတ်ဆက်ရယူနိုင်တဲ့အခြေအနေဖြစ်ထွန်းနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့နယ်စိုင်းတောင်မှာစစ်ကောင်စီတပ်ကဒီကနေ့မွန်လွယ်ပိုင်းမှာလေးရင်များနဲ့ဘုံများချဲချသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ16ရက်နေ့နေ့လယ်7:00နာရီခွဲအချိန်မှာစစ်ကောင်စီတပ်ကလေးရင်များနဲ့စိုင်းတောင်၄ရပ်ကွက်နဲ့ဥရုချောင်းတဖက်ကမ်းမှာရှိတဲ့ယူကလစ်တောကိုဘုံများချဲချခဲ့တယ်လို့သိရပါတယ်။ဒီကနေ့မှာစိုင်းတောင်တိုက်ပွဲဟာ10ရပ်မြောက်အဖြစ်နဲ့ဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်များကစိုင်းတောင် Lucky Man Hotel မှာတပ်ဆွဲထားပြီးတော့ပြည်သူများကိုတစားကန်အဖြစ်နဲ့ဖမ်းဆီးခြင်းတပ်ဖြတ် ချင်းများကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်ဒီကနေ့နေ့လယ်ဆန်တန်နာရီခွဲမှာလေရင်နဲ့ဘုံတွေလာကျဲတယ်စိုင်းတောင်ရက်ွက်လေးနဲ့ဥရုချောင်းတဖက်ကန်းယူကလစ်တောတွေကိုဘုံတွေကျတယ်တိုက်ပွဲကပြင်းထန်နေတော့မဲ့စစ်ကောင်စီတပ်တွေနဲ့အတူရှမ်းနေ SN တပ်တွေလည်းပါတယ်မီးရှို့နေတာ Lucky Man Hotel ထဲမှာစစ်တပ်ကပြည်သူတွေကိုတစားကန်အဖြစ်နဲ့ဖမ်းဆီးထားတာတွေရှိတယ်တိုက်ပွဲကတော့ဒီနေ့နဲ့ဆိုရင်ဆယ်ရက်မြောက်ရှိလာပြီလို့ဒေသခံသတင်းရင်းတွေကပြောဆိုထားပါတယ်ဒါ့အပြင်ဒီကနေ့စက်တင်ဘာလ16ရက်နေ့မွန်းလွယ်2:28မိနစ်အချိန်မှာစစ်ကောင်စီကတိုက်လေရင်များနဲ့ ဒုတိယအကြိမ်ထပ်မံပြီးတော့ဘုံကျဲချသွားတယ်လို့သိရပါဗါးလက်တလုံးမှာစစ်ကောင်စီနဲ့လက်အောက်ခံ SNA တပ်များကစိုင်းတောင်အတွင်းမှာရှိတဲ့ပြည်သူတွေရဲ့နေအိမ်များကိုမိရှို့မှုများဆက်လက်လုံဆောင်နေရ နေအိမ်ပေါင်း150ကျော်နဲ့200နီးပါးမီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါဗါး။၎င်းမီးရှို့မှုများကိုစစ်ကောင်စီကလက်ရဲဆက်ရဲနဲ့ဆက်လက်ပြီးတော့ကျူးလွန်နေတယ်လို့သိရပါဗါး။ဖားကံမျိုးနဲ့အတွင်းမှာ KIA KPDF တပ်များကတိမ့်ပိုက်ထားတဲ့စစ်ကောင်စီတပ်စခန်းပေါင်း16ခုကိုတိမ့်ပိုက်ရရှိထားပြီးတော့စစ်ကောင်စီတပ်စခန်း6ခုကျန်ရှိနေသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းအင်းလိပ်ကံအတွင်ရေပေါ်ရွာဖြစ်တဲ့ဟဲရရွာမမှာရေများအဆမတန်မြင့်တက်နေတဲ့အတွက်အင်ဂျီ900ကျော်ရှိတဲ့တဲကအင်ဂျီ20ကျော်သာရေလွတ်ပြီးပြည်သူများစွာအခက်တွေ့နေရကတောက်ရည်နဲ့အစားအစာများအကူအညီများလိုအပ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်လက်တလုံး တထအိမ်များအလုံးရေနှင်းမြုံနေတဲ့အတွက်နှစ်ထအိမ်အပေါ်ဓာတ်တွေမှာသာအိမ်အောင်စုများကစုနေနေရတဲ့အခြေအနေနဲ့ကြုံတွေ့နေရတယ်လို့သိရပါဗျ။လက်ရှိမှာတောက်သုံးရေအခက်အခဲအဓိကလိုအပ်နေပြီးတော့စားစရာများပါအခက်အခဲကြုံနေရတယ်လို့သိရပါဗျ။လက်ရှိရေကတက်နေတယ်မကြောက်တော့ဘူး။ ရေပေးကြောင်အခုတော့အစားအသောက်တောက်ရေအခက်အခဲတွေရှိနေတယ်ထိခိုက်မှုကတော့ရေလွဲပေါက်နဲ့ကက်ရရွာတွေမှာအိမ်အလုံးလိုက်ပါသွားတာတွေရှိမယ်ဟဲရရွာမကတော့မဟုတ်ဘူးလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အင်းလိကံအတွင်းမှာနေစဉ်နဲ့ညစဉ်ရေများမြင့်တက်လာပြီးတော့လက်ရှိမှာမူလရေမျက်နှာပြင်ထက်ကိုးပေကျော်ရေမြင့်တက်နေခြင်းဖြစ်တယ်လို့သိရပါတယ်လက်ရှိမှာဖုန်းလိုင်းအင်တာနက်လိုင်းများပြတ်တောက်နေပြီးတော့ 4 SMS နဲ့သာဆက်သွယ်လို့ရတော့တယ်လို့သိရပါတယ်။ဒါ့အပြင်အင်းလိကန်အတွင်းမှာရှိတဲ့ရွာတရွာဖြစ်တဲ့ဟဲလုံရွာမှာလည်းဒေသခံပြည်သူများဟာတောက်တုံးရီအတွက်ပြီးတတ်မရှိပဲရရရည်နဲ့တောက်တုံးနေရတဲ့အတွက်ဝမ်းရောဂါများဖြစ်ပွားနေတယ်လို့ဒေသခံပြည်သူများထံကသိရပါတယ်။လက်ရှိမှာအင်းလိကန်အတွင်းကျေးရွာပေါင်း180တရွာရေပေးတင်နေကအင်းလိဖောင်တော်ဦးဖျားပရဝုံအတွင်းနဲ့အထိပါရေများနေမြုပ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ